တချိန်ကပြည်သူ့အချစ်တော်ရင်ကျဆက်အမွာညီမနှစ်ဦးတည်းကအငဲဖြစ်သူအီအီငင်းရဲ့မင်္ဂလာဧကန်ပွဲမင်္ဂလာပါပရိသတ်ကြီးရှင်အီအီငင်းအီအီငင်းလို့ခေါ်တဲ့ရင်ကျဆက်အမွာညီမနှစ်ယောက်ကိုတော့1992ခုနှစ်ကမွန်ပြည်နယ်ပြီးလင်းမြို့မှာမွေးဖွားခဲ့တာပဲဖြစ်ပါတယ် 1992ခုနှစ်စီးပညာတွေနဲ့အထိုင်အလျောက်ဖွံ့ဖြိုးခြင်းမရှိသေးတဲ့အချိန်မှာရင်ကျက်ဆက်အမွာတွေအနေနဲ့မွေးဖွားလာခဲ့တဲ့အီးငိမ့်နဲ့အီးငိမ့်တို့ကိုတော့ခွဲစိတ်ဆရာဝန်ကြီးတွေကအကောင်းဆုံးခွဲစိတ်ကုသပေးနိုင်ခဲ့ပြီးအဲ့ဒီအချိန်တုန်းကပြည်သူအချစ်တော်အမွာညီမအနေနဲ့အားလုံးကချစ်ခင်ခဲ့ကြတာဖြစ်ပါတယ်။အီးငိမ့်နဲ့အီးငိမ့်တို့ဟာရင်ကျက်ဆက်အမွာတွေထဲမှာနှစ်ဦးစလုံးကျမ်းမာစွာရှိနေနိုင်ခဲ့ကြတဲ့ပြည်သူအချစ်တော်လေးတွေလည်းဖြစ်ခဲ့ပါတယ်။ အခုဆိုရင်တော့အရွယ်ရောက်လာခဲ့ကြပြီဖြစ်ပြီးရင်ချင်းဆက်အမွားနှစ်ယောက်ဖြစ်တဲ့အီးငိမ့်နဲ့အီးငိမ့်ညီမနှစ်ယောက်ထဲကအီးငိမ့်ကလက်ထပ်ခဲ့တာဖြစ်ပါတယ်အမွားညီမအီးငိမ့်ရဲ့မိင်္ဂလာအခမ်းပွဲကိုတော့ခင်မင်းရင်းနှီးရတဲ့မိတ်ဆွေတွေနဲ့တငယ်ချင်းအပေါင်းအသင်းတွေကတက်ရောက်ဂုဏ်ပြုပေးခဲ့တာလည်းဖြစ်ပါတယ် မွေးဖွားလာစဉ်အချိန်တုန်းကရင်ကျင်းဆက်အမှားတွေနဲ့မွေးဖွားလာခဲ့ပေမယ့်အသက်အန္တရာယ်ကင်းကင်းနဲ့လူလောကကြီးမှာနေထိုင်ခွင့်ရရှိခဲ့ကြပြီးတနိုင်ငံလုံးကပြည်သူတွေရဲ့မြေတားတွေကိုပါရရှိခဲ့တဲ့ဤငိမ့်လေးရဲ့မင်္ဂလာရေးခံပွဲအတွက်ပရိသတ်ကြီးကလည်းဝမ်းသာကုန်ပြုစကားလေးပြောကြားပေးခဲ့ပါအောင်ရှင်။ကိုရင်စပြောမယ်နော်။ကိုဘုံမြဝင်ရင်စပြောပေးပါ။အဲကျွန်တော်တို့နေရင်ထွန်ကျွန်တော်တို့ငယ်နေရတကယ်ကြီးတွေကအခုချိန်ကြီးဝင်းနေစင်စပါဘူး။အဲ တော့အချစ်ဆုံးပါအချစ်ဆုံးသူကတကယ်ကြီးပြောလဲနားထောင်တယ်ဘာဖြစ်ဖြစ်လဲလုပ်ပေးမယ်ဘယ်တော့မှမညွန်ညင်ဘူးအဲကောင်းသူဆိုသူစီစီရရင်ပေါင်းစုပြီးတော့သွားကြရလာကြရတယ်လုပ်လို့လာကြရတယ်ပြောအဲလုပ်သူသားရင်းရှိတယ်ဘာလို့လုပ်မဲ့ဆိုရသိရှိတယ် ီးတော့အင်းနေကျွန်တော်ငယ်ကဒီချုပ်ဟုံးကတောင်းတဲ့ကလန်နာရေးပေးတယ်ကလန်နာရေးပေးတယ်ကလန်နာမှာအနုထက်မူရင်အင်းနေအင်းနေကျွန်တော်အများကြီးကြည့်ရပါဘာငယ်ကကျွန်တော်လဲထုတ်ပါငယ်ချင်းလည်းအခုလိုနေအောင်တကယ်လည်းချစ်ကြပြီးတကယ်လည်းလက်ထက်ကြတော့ကျွန်တော်ရင်ဝတ်တာပါလေရှုခဲဆောက်တဲ့ ဒီသားသူဘွားမှာဒီတော်လေဘွားမှာလေကိုရီးဆန်ချမ်းသာခြင်းဖိတ်ချမ်းသာခြင်းပြည်လုံးကြပါလေတကယ်ရင်ဘာဖြစ်ဖြစ်ငောင်းစီရယ်ငောင်းစီသွားကြမယ်ငောင်းစီသွားရအောင်အာ thank you อ่ะသူကြောင့်လည်းတာလီသမီးလေးပြောပါလေအဲ့ဒါတော့မဖြစ်မနေတောင်းပြရမယ်စုပါနော်โอเคกบมีวินเยสุดตองဖြစ်ပါတယ်ခင်ဗျာလက်ခုပ်ဆံလေးနဲ့အားပေးပါဦးခင်ဗျာစုတောင်းပြီးခပ်ပြီးပြေးပါပါဆိုကြနော် ကေဒီတော့နောက်ထပ်ယောက်ကတော့ကိုကောင်းမြတ်သူလဲပါခင်ဗျာကျွန်တော်ဒီလေးကတွေ့ခဲ့ကြတာပေါ့နော်ဟုတ်ကဲ့ဝတ်သားပါလေဟိုအောင်မင်းကပေါ်နိုင်ပါစေဟုတ်ကဲ့သူတို့အင်းနေနေအင်းနေလာမရှိခဲ့ကျွန်တော်တို့တကုန်တစ်ကိုလေးတန်းကလေးအပြောင်းအောင်ပါဖြစ်လို့လဲသူတို့ကြောင့်ကျွန်တော်တို့ချက်တန်းထိဆက်တက်ကြရတယ် โอ้เออหลุเออไอ้กูก็เลยเจตุจินเลยลูกอ่าကျွန်တော်ရေစက်တယ်နော်ဒါတကယ်ဟုတ်ကဲ့ဒီကတော့ကျွန်တော်ငွေငွေဒီကိရသူငယ်တန်းတွေတူတူဟုတ်ကဲ့ဟုတ်ကဲ့ဟေးကောင်းလိုက်ပါဗျာနော်တကယ်ချင်းတွေဒါအရင်ချစ်တယ်တကယ်ချင်းတွေ တကယ်ချင်းတဲ့တကယ်ချင်းတွေရဲ့မြတ်တာတရားအင်မတန်မှကြီးပါပါတယ်เนาะကျွန်တော်တို့မွေးကြီးညီကောင်မောင်နှမတွေတက်ကုန်လေတကယ်ချင်းချစ်ပြီဆိုလို့ရှိရင်ပုံပြီးတော့တော့ကျွန်တော်ရင်းသေးတယ်အဲ့တော့ကျွန်တော်တို့ညီကိုတွေစတောင်းနေအားလုံးထပ်တူထပ်တူပြေးပါစေလို့စတောင်းပေးပါတယ်เนาะဒီကံမြမမိဘကနေပြီးတော့အဲနမကြီးပြောပါအောင်မေးထက်ထက်ကြောင်းနော်မေးထက်ထက်ကြောင်းရဲ့ဆွတောင်းတာလေးကြားကြပါလေဗျာ။ဒီမေးရတာဒီမေးအနှက်ပြရအောင်နော်။ဒီမေးတွေလည်း၁၀နဲ့၁၀နဲ့ လူလေးကလည်းပပလေးကိုထွက်နေလာပါတယ်ဒီလိုလေးရေးရအောင်ဟုတ်ကဲ့ရဲလည်းဝဲပါတယ်ပေါ့နော်ဘယ်လိုမှမဟုတ်ဘူးဘယ်လိုမှမစားဘူးရအဲချစ်တဲ့ကောင်ကအញ្ញောင်းကိုဝဲတာပါတယ်ဘယ်လိုစင်မော်တက်ပြောမှာလဲတကယ် surprise ဖြစ်တော့ surprise ပေါ့လေချစ်နော်အစ်စ်တယ်လည်းမရှိဘူးပေါ့နော်အញ្ញောင်းကိုလည်းနည်းနည်းရေးဘယ်လိုမျိုးစင်မော်မနလာပပလေးနေရတဲ့အတွက်တကယ်ဝဲတာပါတယ်နောက်တော့ကြုံတတ်နေနော် ဲ့တော့အရင်ချေရတဲ့ကိုယ်တငယ်ချင်းလေးကိုဒါနှမျောမှာအသေးကြပါပဲဘယ်လိုပဲဖြစ်ဖြစ်ပါတော့သရုပ်သားဘယ်လိုပဲချစ်ပေးတယ်ပြောပြောအဲ့တော့သရုပ်သားရောကိုယ်တငယ်ချင်းအတွက်ပါရင်ကိုစားမှာပေးခြင်းလေပြောခဲ့လို့ရတာပါလေအဲဒီရှင်းဆက်ပြီးတော့တိုင်းချက်သွားမယ်နန်းကြီးကအစ္စရာရှိရှင်းနေလို့ပြီးတော့နန်းကြီးကကောင်းမေးပါတော့တတ်ပါတယ်နော် โอเคဒီကနေ့ကြမှာလေခင်ဗျာကဲစစ်တငယ်ချင်းမမေထက်ကျော်ရဲ့စုတောင်းတန်လေးအတွက်လည်းလက်ခုပ်တန်လေးနဲ့ကုန်ပြီးပေးပါဦးခင်ဗျာနောက်တစ်ယောက်ကတော့မချေစစ်ပြီးဖြစ်ပါရဲ့ဗျာโอเคပါဟိုကျမကတော့ဤငယ်ရဲ့ငယ်တငယ်ချင်းပေါ့နော်ဟိုငယ်ငယ်ကသူငယ်တန်းနဲ့ကနေတူကြီးလာတယ်အမြဲတမ်းလဲခမင်းတဲ့အိမ်ကိုအလိုမျိုးဒူးဒူးရှဲပြီးတော့စားလာတယ်ဝမ်းနိုင်နေရာဖြစ်ဖြစ်ပျော်ရွှင်ဖြစ်ဖြစ်အမြဲတမ်းလို့မျှဝေပြီးတော့ကြီးလာတဲ့ငယ်တငယ်ချင်းတွေကိုမမားပါဘူး ဟိုစိုးတာလည်းလည်းဒီလိုလုပ်ခဲ့တာပေါ့နော်အမတ်တရလည်းအများကြီးအဲ့တော့ဟိုဒီနေ့ကတော့သူ့ရဲ့အမတ်တရဖြစ်တဲ့နေ့လေးမှာအဲ့လိုလာရောက်ပေးရတာရောအဲ့လိုသူ့ရဲ့ပြုံးနေတာရောသူ့ကိုတကယ်ကြီးစိုက်ပေးချစ်ပေးတယ်သူ့ရဲ့ခင်မွန်းနဲ့အဲ့လိုမျိုးတူတူရှိနေပေးရတာရောအကုန်လုံးကိုကျေးဇူးအများကြီးတင်ပါတယ်အရင်ဝမ်းသာပါတယ်ပြီးတော့လဲဆက်ပြီးတော့ကျမတင်ငယ်ချင်းကိုယူဆိုင်ပေးပါအောင်။ဟုတ်ကဲ့ကျေးဇူးများကြီးတင်ပါတယ်။ ကဲကျေးဇူးတင်ပါတယ်ဆူတောင်းတွေအားလုံးအားလုံးဒီဒီနေ့မှာအာနှယောင်းတဘောပေါင်းဖောက်ခွင့်ရပြီဖြစ်တဲ့ခြေစောင်းစနီးမောင်နှံတို့ဆူတောင်းတွေအပြည့်အဝရရှိပါစေခင်ဗျာနော်ကဲအမှတ်ကျဓာတ်ပုံတွေရရအောင်ခြောက်ရအားရအောင်တနည်း